အင်္ဂါသားသမီးများအတွက်ဆယ်လပိုင်းတစ်လလုံးကကြမဟော့စတယ်နဲ့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုဆမလေးကတည်စိတ်ပြပတ်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဆမကတော့တောင်းနဲ့ဗီဒီယိုတက်မြောက်ကိုပြောကြပေးသွားမယ်။ဆမလေးသုံးခတ်မိပဲဖြစ်ပါရဲ့ရှင်။ဆမရဲ့ page ကို like and follow လေးလုပ်ပေးထားပါ။ဒါမှဆမနှစ်စီနေဗီဒီယိုကိုသူပြရတဲ့အချိန်ဒီလိုမျိုးရတဲ့ဟော့စတယ်လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဆမရဲ့ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ကဲဒါဆိုရင်ဆမကဆယ်လပိုင်းမှာအင်္ဂါသားသမီးများအတွက်ပေါ့နော်ကကြမဟော့စတယ်နဲ့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုဆမ လေးကတိစိတ်ပေးပါပြတော့မှာဖြစ်ပါတယ်ရှင်။ကဲအင်္ဂါသသမီတွေကပေါ့နော်။၉လပိုင်းမှာတော့ငွေကတော့မမြဲငွေတွေအရန်ထွက်နေပေါ့နော်။ထွက်ပေါက်တွေကြီးပဲ။ဒါပေမဲ့စိတ်မပူနဲ့အခု၁၀ပိုင်းမှာငွေကြီးကန်နေပြန်ပြီးကောင်းလာပြီ။တရာရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းကအင်္ဂါသသမီတွေကောင်းလာပြီ။30ရာခိုင်နှုန်းကတော့အနည်းငယ်တော့အညံ့အတိုက်ခိုက်တော့ရှိသေးရပေါ့နော်။80ရာခိုင်နှုန်းကောင်းလာပြီအတွက်ကိုကတော့ဘာမှစိတ်ပူစရာမလိုဘူး။အဲ့ဒီအတွက် ကိုယ့်ရဲ့ကံတွေကလည်းတဖြည်းဖြည်းကောင်းလာပြီးတစားလစားနဲ့ကောင်းလာပြီးမို့အင်္ဂါသာသမီတွေဘာမှစိတ်တက်မကြပါနဲ့လို့ဆံမလေးကပြောချင်ပါတယ်ရှင့်ကဲဒါဆိုရင်ဆံမကအင်္ဂါသာသမီတွေဒီ30ရာခိုင်နှုန်းအញ្ញအတိုက်ခိုင်အနောက်ရက်ရှိရင်လည်းဘယ်လိုမျိုးတွေပြပြောက်သွားအောင်ဘာတွေလုပ်ရမလဲဆိုတာစောင့်ရယ်ရှောင်ရယ်လေးတွေကိုဆံမလေးကအသေးစိတ်ပြောပြပေးသွားမှာမို့လို့ဆံမိုက်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးပြောချင်ပါတယ်ရှင့်ကဲဒါဆိုရင်ဒီဆယ်လာပိုင်းမှာပေါ့နော်အင်္ဂါသာသမီတွေက ငွေကြေးကတော့ပြန်ကောင်းလာပြီငွေတွေအလုံးရင်းဝင်မှုရှိရယ်ပေါ့နော်လက်တွေအလုံးရွှင်လာတော့မယ်ဒါပေမဲ့အထူးတတိထားရပြီးမှကငွေအလုံးရင်းဝင်လာတဲ့အခါမှာလေကိုကပြန်ပြီးတော့ထွက်သွားတတ်တယ်အဲ့ဒီအတွက်ငွေကိုကိုကစစ်စစ်ဆက်ဆက်တေးသေးချက်ချာလေးတော့မိုးဆယ်မလီကမှာကျင်ပါရဲ့ရှင့်ငွေအလုံးရင်းဝင်မှုရှိရယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လက်မပြန်ထောင်ရတော့မယ်အချိန်ကာလတစ်ခုလေပြောလို့ရပါတယ်ရှင့် အင်္ဂါသသမိတွေကအခုဆယ်လပိုင်းမှာပေါ့နော်စက်တူရှယ်ယာလုပ်ငန်းတွေအောင်မြင်မဲ့အကျိုးထူးမယ်ပေါ့နော်ရဝေးခရီးနိုင်ငံရဲ့ခြားခီးတို့တွားရတတ်တယ်ပေါ့နော်ကိုကနေနိုင်ငံရဲ့ခြားသို့တွားရတဲ့ခီးတွေဖြစ်ရင်လည်းကောင်းသောတွားခြင်းဖြစ်ပါတယ်ပေါ့နော်နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုရင်တိုးတက်မယ်အောင်မြင်မယ်ပေါ့နော်ကိုရဲ့ဘဝတစ်စချိုးပေါ့နော် အောင်မြင်တိုးတက်ရခဲ့လဲရှိပါတယ်ရှင့်အင်္ဂါသသမိတွေကအခုဒီဆယ်လပိုင်းကနေစပြီးတော့ကန်ဆာလာကောင်းလာမှာပဲဖြစ်ပါတယ်ရှင့်မိမိတို့ရဲ့အိမ်သားမှာပွဲလဲသဖြင့်နေရှိရခါကြရင် ကိုကထိပေါက်ကိန်းတော်ရှိရဲ့ရှင်အင်္ဂါသသမီးတွေပါပေါ့နော်ကိုအိမ်နီးပဝင်းကျင်မှာပေါ့နော်ပွဲလန်းသမီးရှိရာမျိုးတွေဒါမှမဟုတ်အလူလောက်တာမျိုးတွေရှိရာမျိုးဆိုရင်ကိုကထိပေါက်တတ်တယ်အဲ့ဒီအတွက်ထီကိုကန်ဆန်းလုပ်ရပါရဲ့ရှင်ကိုကထီကန်ဆန်းမယ်ဆိုရင်ပေါ့နော်ကိုတို့6တို့5တို့အဲ့ဒီကနန်းနေထိုးပေးပါရှင်ချွေတဲ့ပစ္စည်းဝင်ငင်းလည်းရှိပါရဲ့ရှင် ါပေမဲ့တခုတတိထားရမှာကဆမားတို့အင်္ဂါသသမိတွေကနည်းနည်းလေးတော့အတိုက်ခိုက်လေးတော့ရှိရဲ့အတိုက်ခိုက်တွေရှိရဲ့ဆိုတော့ဘလိုပုံစံမျိုးလဲဆိုတော့ကိုကသူများပြဿနာချားထဲမှာဂျားညက်တာတို့အဲ့လိုမျိုးလေးတွေဂျုံရတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေအထူးကယူစိုက်ပေးပါရှင့်ဟိုဆမခုနပြောသလိုပဲအိမ်နာပဝင်းကျင်မှာအလှူပွဲလမ်းသဘင်တွေရှိရခါကြရင်ကို့အိမ်ဟာစီးပွားတက်မယ်ငွေအလုံးရင်းဝင်ခြင်းရှိမယ်လက်အလုံးရှင်လာတော့မှာပဲဖြစ်ပါရဲ့ရှင်ဆမတို့အခု အင်္ဂါသားသမီးတွေကပေါ့နော်ကိုမျောလင်ထားတဲ့အရာတွေကိုယီမန်းချက်တွေမပြေသေးဘူးဆိုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရေပေါ့နော်ဒါပေမဲ့စိတ်မပူနေပေါ့နော်အင်္ဂါသားသမီးတွေ ကိုကစိတ်ရှိရှိနဲ့စောက်ပြီးပါကိုရဲ့ရီမန်းချက်ပန်းတိုင်းနေအများဆုံးရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ရှင့်အခုအချိန်မှာကိုကဘလောက်ပဲစိတ်ကြည်စင်ရစိတ်ရှုပ်စရာတွေကြုံနေကြုံနေပေါ့နော်ပျော်စရာကောင်းတဲ့အရာတွေကိုစီကိုရောက်လာတော့မှာပဲဖြစ်ပါတယ်ရှင့်အဲ့တွဲအင်္ဂါသသမိတွေဘာမှစိတ်တမကြပါနဲ့လို့ဆင်မလေးကပြောချင်ပါတယ်ရှင့်အခုအချိန်မှာငွေချင်းကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်မိသားစုဝင်တော့ဝင်ဖို့ကြောင့်ပဲဖြစ်နေကိုကမိသားစုတစ်ခုလုံးကိုထမ်းထားရတဲ့အတွက်ပေါ့နော်စိတ်ပင်ပန်းဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့အဲ့အတွက်ကိုက ဟိုကိုယ့်ရဲ့ဆောက်ရှောက်နေရပုံကိုရပါဘောနော်ကို့ကို မားစတတ်တယ်ဟိုဒီလိုမျိုးစိတ်ထားစိတ်နာကောင်းတဲ့အင်္ဂါသားသမီးတွေအတွက်ပေါ့နော်ဒီလကလည်းကို့ကိုယ့်ရဲ့ပုံကိုရလည်းမားစတဲ့အချိန်ကာလတစ်ခုလည်းပြောလို့ရပါတယ်ရှင့် စမတို့အင်္ဂါသသမီးတွေကအခုကာလမှာအပြောင်းလဲတွေအရင်များရဲ့ရှင်အရာအလုံးပါပေါ့နော်ကောင်းတဲ့အပြောင်းလဲကိုဥတီနေပါတယ်ရှင်ကိုပိုင်လုပ်ငန်းလုပ်တဲ့သူဆိုရင်ပေါ့နော်လုပ်ငန်းအပြောင်းလဲကြုံတွေ့ရတတ်ပါတယ်ရှင်လုပ်ငန်းအစ်စ်အခုပြောင်းမဲ့အလုပ်ကပေါ့နော်အဲအခုကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူဆိုရင်အချိုးပေးမယ်ကိုအတွက်အဆင်ပြေမယ်ပေါ့နော် ို့အတွက်ကောင်းတဲ့အရာတွေပဲရောက်ရှိလာတော့မယ်ကို့အတွက်အမျက်ကြံမယ်ပေါ့နော်အဲ့ဒီလုပ်ငန်းလေးနဲ့ဟိုစာတာကြိုက်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီအလုပ်လေးကိုဆက်လုပ်ကြည့်ပါလို့ဆံမလေးကအကြံပေးချင်ပါတယ်ရှင့်အင်္ဂါသားသမီးတွေထဲမှာဝန်ထမ်းဖြစ်တယ်ဆိုရင်တော့ယာတူတူလာစာတူတွေဂျုံတွေးရတတ်ပါတယ်ရှင့်ဒီဆယ်လာပိုင်းမှာပေါ့နော်ကိုက bonus ရလာလို့ဒါမှမဟုတ်ကို့ယာတူတူပေးရလို့ပေါ့နော်အဲ့လိုမျိုးတွေဂျုံတွေးရတတ်ပါတယ်ရှင့် အင်္ဂါသားသမီးတွေကပေါ့နော်ဒီဆယ်လာပိုင်းမှာကိုလောင်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကိုကပေါ့နော်ငွေအလုံးရင်းဝင်ကင်းလည်းရှိပါတယ်ရှင့်မိသားစုကြောင့်ဖြစ်စေဆွေမျိုးကြောင့်ဖြစ်စေပေါ့နော်ကိုကငွေချေးပိုင်းဆိုင်ရာပေါ့နော်ဟိုပြဿနာလေးတွေပြိပခါတွေဖြစ်တတ်တယ်ပေါ့နော်စကားများကင်းရှိရဲ့ ဟိုတွေးခွဲစရာလေးတွေကိစ္စလေးတွေပေါ်တတ်ပါတယ်ရှင့်အဲအားကြောင့်မလို့အင်္ဂါသားသမီးတွေအထူးဂရုစိုက်ပြီးပို့ဆံမလေးကမှကျင်ပါတယ်ရှင့်ကျမကြီးကတော့အင်္ဂါသားသမီးတွေကအခုရက်ပိုင်းပေါ့နော်ခန္ဓာကိုယ်တစ်ချက်အောက်တာတို့လေထိုးလေအောက်ဖြစ်တာတို့ပေါ့နော်ဒါမှမဟုတ်ဟိုခြေထောက်နာတာတို့မျက်စိနာတာတွေအေးပေါ့နော်ဟိုရုတ်တရက်ဖြစ်လာတဲ့ယောဂလေးတွေပေါ့နော်အဲ့အားလေးတွေအထူးဂရုစိုက်ပေးပါရှင့်ဟိုလိုမျိုးကြီးကြီးမားမားဖြစ်စရာတော့မရှိဘူးရှင့်အဲ့အားလေးတွေပဲအထူးဂရုစိုက်ပေးပါရှင့် င်္ဂါသာသမီတွေကပေါ့နော်ဟိုပြောရမယ်ဆိုရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ခမောင်းခက်ရတော့မယ်အချိန်ကာလကိုရောက်လာတော့မှမလို့ကိုကအခုစိတ်ညစ်စရာစိတ်ရှုပ်စရာတွေငွေကြီးကြောင့်စိတ်ပူပန်နေရတယ်ဆိုရင်တော့မှဒီຢာတွေအားလုံးမေးလိုက်တော့လို့ဆံမလေးကမှားစင်ပါတယ်ရှင်ကောင်းတာတွေရောက်လာတော့မှကိုယ့်ရဲ့ကံတွေအချိုးပေးလာတော့မှကိုယ့်ရဲ့ စေတနာတွေကအချိုးပေးတာတော့မှမဟုတ်လို့ကိုလှုပ်ဆက်ရှိရတွေကိုပဲဆက်လုပ်ပါလို့ဆမလီကမှာကျမရဲ့ရှင်။အင်္ဂါသသမီတွေပြောသမျှဆိုသမျှအောင်ရအောင်ကိုကြံစီထားတဲ့အရာတွေကိုမျောလင်းထားတဲ့အရာတွေကိုယီမန်းထားတဲ့အရာတွေပေါ့နော်ဖြစ်လာအောင်ဒါမှမဟုတ်ဟို ခုမှအညံ့အတိုက်ခိုက်အနောက်ရှက်လီတွေရှိရင်တော့မနော်နေပြောက်သွားအောင်လို့ဇမကရေတရာတပုတ်ပေးချင်ပါရှင်အဲ့ဒီရေတရာကအယံကိုလည်းကူရရှင်ပါရှင်ဇမတို့စူးပုတ်ရွက်ပေါ့နော်စူးပုတ်ရွက်ကိုကြက်ဥနဲ့ကြော်ပြီးရော မြတ်စွာဘုရားရှင်ကိုရောမြကြီးကိုစွန့်ထမင်းနဲ့တကွာပေါ့နော်ဟိုစူးပုတ်ရွက် ကိုကျုံနဲ့ကြော်ပြီးတော့ကလူပူစွာပြပါရှင်ပြီးရင်ဆမကအညံ့အတိုက်ခိုက်အနောက်ရှစ်တွေပြင်အောင်လို့တမ냐သီးကိုလုံးကိုပဲလှူပေးစေချင်တယ်ရှင်ဆမကလည်းဘာလို့တမ냐သီးပဲလှူခိုင်းတာလဲလို့မပြောနဲ့တော့တမ냐သီးကိုဘာလို့လှူခိုင်းတာလဲဆိုတော့တမ냐သီးကကိုယ့်ကိုပယောဂနဲ့လုံးလို့မရဘူးကိုယ့်ကိုအနောက်ရှစ်အတိုက်ခိုက်တွေလုံးလို့မရဘူးမကောင်းတာတွေလုံးလို့မရဘူးအဲ့ဒီအညံ့အတိုက်ခိုက်အနောက်ရှစ်တွေရှိရင်လည်းဒီတမ냐သီးနဲ့ပါသွားအောင်လို့ဆမကဒီရေရရာကိုပေးခြင်းဖြစ်ပါတယ်ရှင်တမ냐သီးကိုလုံးနဲ့စွန်းထမင်းနဲ့စုပုတ်ရွက်ကိုကျုံနဲ့ကြော်ပြီးတော့မြတ်စွာဘုရားရှင်ကိုစွန်းထမင်းကလူပူစွာပြပါရှင်ဒါဆိုရင်ဆမတို့ ှာရှိတဲ့အညံ့အတိုက်ခိုက်နှောင့်ယှက်လေးတွေပြီးသွားမယ်။ပြီးရင်စမမာဂျင်နာကတံမြာသီးတွေကိုလုံးဝပြန်မသုံးပါနဲ့ရှင်။ကျမတို့တံမြာသီးတွေကိုအိမ်နဲ့ဝေးအောင်လွှတ်ပစ်ပေးပါဒါမှမဟုတ်ညောင်ပုတ်တွေထဲကိုလွှတ်ပစ်တာလည်းဖြစ်ဖြစ်ဒါမှမဟုတ်ရေထဲကိုပဲဖြစ်ဖြစ်ကိုကိုအိမ်မှာမရှိရင်တော့အကောင်းဆုံးပဲပေါ့နော်။ဒါအညံ့အတိုက်ခိုက်တွေရှိရတဲ့အတွက်ဒါကိုပြန်မသုံးခိုင်းတာဖြစ်ပါလေရှင်။ပြီးရင်စမကအကြံပေးချင်တာကို9ရက်သားသမီးမိသူကိုမဆိုစမကအကြံပေးတယ်။ကိုအိမ်မှာရှိတဲ့ကိုအတော့မလိုတဲ့ပစ္စည်းတွေပေါ့နော်။အဲ့အရာတွေအကုန်လုံးစွန့်ပစ်ပေးပါ။ ပြီးရင်ဇမပြောပြအောင်မဲကိုရဲ့အင်ကြီးပဲဖြစ်ဖြစ်ကိုရဲ့ထမိန်ပဲဖြစ်ဖြစ်ဘယ်သူရဲ့မိသားစုဝင်ရဲ့အင်ကြီးအဝတ်အထည်တချို့ကြတော့ဘောင်းမီအဆုပ်သွားလို့ဟိုကြမ်းတိုက်လိုက်တာတော့ဘာလို့အဲ့ဒီလိုမျိုးလုံးဝမလုံနေနော်အဲ့ဒါကကိုရဲ့နံကိုနှိမ်လိုက်တာပဲဘာလို့လက်ပိတ်သွားတဲ့အကြောင်းအရာလေးဆိုတော့အဲ့အရာတွေပဲကိုရဲ့နံကိုနှိမ်လိုက်တဲ့ခါကျရင်ကိုဝင်စားရှိရငွေရမဝင်တော့အဲ့မှာပဲချက်တန်သွားတယ်ကြန့်ကြာသွားတယ်အပြစ်ကိုလုပ်ငန်းတွေကဘာလို့ကြန့်ကြာနေရလဲ ကိုထင်တလောက်ကိုညှော်မှန်းထားတလောက်ငွေတွေကဘာလို့မဝင်လာလဲဆိုတော့အဲ့ဒီအကြောင်းအရာတွေကြောင့်ပဲပြီးရင်ဗုဒ္ဓဘူးနေ့ရယ်လဲဗုဒ္ဓဘူးနေ့လဲခေါင်းမလျှော်နဲ့ဗုဒ္ဓဘူးနေ့ခေါင်းလျှော်ရင်45ရက်တိတိကိုလက်ပိတ်တယ်ဒါမယုံမရှိနဲ့တော့ဆက်မတော့ကိုတွေ့45ရက်တိတိလက်ပိတ်တယ်ကဲဒါဆိုရင်ဇမရဲ့ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဇမစီမှာဗီဒီယိုမေးလို့ရတယ်ဗီဒီယိုမေးချင်တဲ့သူတွေကဇမစီမှာ direct ဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ရှင့်တချို့ကြတော့လည်းဟို ခြေရဲ့အိမ်တော်ရဲ့လူမှုရေးကျန်းမာရေးဆမာလေးနဲ့အသေးစိတ်ပေါ့နော်ဒီချာလေးဆွေးနွေးလို့ရတယ်ဘေးရင်ကြည့်ကျင်နေတာတော့ကြည့်ကျင်နေဆိုပြီးတော့ဆမလေးကိုဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ရှင့်ပြီးရင်ဆမစီမှာဆေးပြောင်းနိုင်တလားစာလာရောက်မှ ਈ လို့ရပါတယ်ရှင့်ဆေးပြောင်းနိုင်တလားစာဘာတွေပါလဲဆိုရင်တော့အစိမ်းရယ်ရွှေရယ်ငွေရယ်ပေါ့နော်တခါထွင်းရင်၃တိုင်းစီးပွားရေးတွေမကောင်းတဲ့သူတွေအိမ်ပူအိမ်စုဖြစ်နေတဲ့သူတွေငွေကြီးမကောင်းတဲ့သူတွေငွေကျွေးပူရှိနေတဲ့သူတွေအဲ့အရာလေးတွေပေါ့နော်အထူး ကောင်းတယ်ပေါ့နော်အဲတခါထုတ်ရင်၃နိုင်ပေါ့နော်တစ်လစာပေါ့နော်ဇမ္မာလေးစီမံထားတဲ့စီရင်ထားတဲ့ဆေးဖြောင်းနိုင်တစ်လစာပါဒါကတော့1900ပဲရှိပါတယ်ရှင့်ဟိုအိမ်မှာအတိုက်ခိုက်နောက်ဆက်ရှိရယ်ဆိုရင်တော့မှဒီဆေးဖြောင်းနိုင်ထုံးကြီးပေါ့နော်ပြေးပြေးချင်းစီပြပြောက်သွားတဲ့ဆေးဖြောင်းနိုင်တွေပါအရန်ကိုအစမ်းထပ်ပါတယ်ရှင့်ဒါကတော့ဟိုကြေရာတွေနဲ့အစီမံတွေနဲ့ဒိုင်းတစင်တွေနဲ့ပြုတ်လုထားတဲ့နဝင်းနဝင်းအောင်တန်းနဲ့ပြုတ်လုထားတာမို့လေအရန်ကိုအစမ်းထပ်ပါတယ်ရှင့်ပြီးရင်ဆမစီမှာလက်ပွင့်စီတဲ့ ပီရပီရရေမွေးလက်ပွင့်လဲဆိုတော့ပီရရေမွေးဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတော့အဲတချို့ကကိုရောင်မထွက်တဲ့ပစ္စည်းတွေရှိရပေါ့နော်ကိုရောင်မထွက်တဲ့ပစ္စည်းတွေဆိုရင်ဒီရေမွေးလေးနဲ့ဖြန်းပြီးတော့ဆူတောင်းပေါ့နော်အဲ့ဒါဆိုရင်ကိုရောင်ထွက်ခြင်းတဲ့ပစ္စည်းတွေရောင်ထွက်လာမယ်ပေါ့နော်ပြီးရင်ကိုကလက်ပွင့်ခြင်းနဲ့အဲကိုကအထက်လူကြီးနဲ့ပဲစကားပြောရမယ်ဖြစ်ဖြစ်အရေးကြီးကိစ္စတွေရှိရခါကျရင်လဲကိုပြောတဲ့မြအောင်နဲ့ လူချစ်လူခင်စီတယ်ပေါ့နော်အဓိကကကို့အကြည်တလေးရစီတယ်ပေါ့နော်အဓိကကဝေဝင်လန်းနဲ့ပွင့်စီတယ်ပိုက်ခိုက်အနောက်ချက်တွေသူများတကလုပ်ရင်တော့မဒီဟာလေးတုံးမိတဲ့ခါကျရင်ကိုကဖြည်းဖြည်းချင်းစီဖြစ်ပြီးကံကောင်းလာသလိုခံစားရမယ်မျက်နှာပွင့်လာမယ်စမ်းပွင့်လာမယ်တချို့ဆိုရင်ချစ်သူတွေရသွားတယ်ပေါ့နော်ဒီအဓိကငွေလန်းပွင့်ဖို့လူတွေဆိုရင်ဒီဟာလေးတုံးကြည့်ပေါ့နော်ဒါဆက်မကိုရန်စီရင်ထားတဲ့အဆောင်ရည်မွေးလေးပါသူက စမအဆောင်ဆေးဖြောင်းနိုင်သုံးနိုင်ရောလက်ဆောင်ထည့်ပေးထားတယ်အဆောင်ဒီပုံလေးရောပေါ့နော်ပုံးကဘာအနောက်မှာပေါ့နော်ထားပြီးရောဆောင်လို့ရတယ်ပေါ့နော်ဒါလေးက3800ပဲရှိပါတယ်ရေဆေးဖြောင်းနိုင်2900မှာစမလေးစီမှာရေတွေရတယ်အဲ့လိုရတယ်ရေတွေအပ်တယ်ဆိုတာကန်မြင့်ရေတွေရလေးကြီးပေါ့နော်ကိုကကန်နေနေရမှာပွဲထိုးတာဒိုက်တက်ဆင်လုပ်ပေးတာပေါ့နော်အဲ့ဒီလိုမျိုးလုပ်ချင်တဲ့သူတွေလည်းရတယ်စမလေးစီမှာရေတွေအပ်တဲ့သူကိုမြည်သူကိုမဆိုစမကတလားစာဆေးဖြောင်းနိုင် အတိုင်30ကိုလက်ဆောင်ပေးတော်တာဖြစ်ပါတယ်ရှင်။ဒါကဆက်မပွဲထိုးပေးရရင်လည်းမဆိုင်ဘူး။ဆက်မကိုရိုင်းကဒီတိုင်းလက်ဆောင်ပေးချင်တာပေါ့နော်။ကိုယ့်ရဲ့ကဲကိုမြင့်စေခြင်းအောင်လမ်းဖွင့်ချင်တဲ့သူတွေပေါ့နော်။ပိတ်ဆို့နေတဲ့အရာတွေဖယ်ပြီးငွေလန်းနေဖွင့်တဲ့ရေဒီယာပေါ့နော်။ဆက်မလေးစီမှာလာရောက်ပြီးတော့အနံ့လို့ရပါတယ်ရှင်။ဆက်မရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နေ့နံလေးတွေမှတ်ထားပေးပါ။ဆက်မလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆုတောင်းပေးပါမယ်ရှင်။ဆက်မရဲ့ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးဖို့မင်းမင်းနဲ့နော်။ကဲဆက်မကိုကြည့်ရှုနေရဲ့ခொနေသားသမီးများအားလုံး ပန်းလုံးမွေးရီလိုအေးကြကြပါစေစီးပွားလက်လာပါတွေတိုးတက်ပါစေလို့စမန်လေးကထူးစီမံဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ရှင်